ကင်ညာနိုင်ငံကကဘာမြေကြီးရဲ့ဆွေးငင်အားကိုစန့်ကျင်နေရဲ့ရွာပြည်သူများလုံးမမင်္ဂလာပါရှင့်ဒင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အာဖရိကတိုက်မှာရှိတဲ့ကင်ညာဆိုတဲ့နိုင်ငံမှာထူးဆန်းတဲ့နေရာတစ်ခုရှိပါတယ်ဒီနေရာကတော့မာချာကိုစီရင်စုမှာဖြစ်ပြီးတစ်ချိန်လုံးကဒီနီးနားမှာရွာလေးနှင်းငင်တဲ့တောင်ကုန်းတွေသာရှိကြပါပါ ဒီနေရာမှာချံဝီလူလို့ခေါ်တဲ့ရွာလေးတရွာရှိပြီးတော့အဲ့ဒီရွာဟာတခြားဘယ်နေရာနဲ့မှမတူပဲအတော့ကိုထူးခြားပါတယ်။ရွာနီးနားမှာရှိတဲ့မမြင်ရတဲ့ဆွမ်းအားတစ်ခုကလူတွေနဲ့အရာဝတ္ထုတွေရဲ့အပေါ်ကိုတက်ရောက်နေတာဖြစ်ပါတယ်။ဆိုတော့ဒီနေရာကဘာတွေထူးခြားနေလဲဆိုတာကိုသိနိုင်ဖို့အတွက်ဗီဒီယိုကိုအဆုံးထိဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။ ချံဝီလူရွာဆိုတဲ့အနီးမှာချံဝီလူတောင်ကုန်းတွေရှိပြီးအောင်ဂါလန်တခုကိုလည်းဖောက်လုပ်ထားပါတယ်။ဂါလန်ဟာတောင်ကုန်းပေါ်ကနေဆင်းတဲ့လမ်းကြောင်းအတိုင်းဖောက်လုပ်ထားတာဖြစ်ပြီးအသွားလာလည်းအင်မတန်များပါတယ်။သူစန္နာဂါဒီနီယာမှာရှိနေတဲ့ကဘာမြေရဲ့ဆွေးငင်အားကအပြောင်းပြန်ဖြစ်နေရပါဘောလုံးကိုတောင်စင်းလမ်းမှာချထားရင်ဘောလုံးကအောက်ကိုလိမ့်မသွားဘဲတောင်ကုန်းဘော်ကိုပြန်လိမ့်တက်သွားပါတယ်။ရေကိုတုံချလိုက်ပြီးဆိုရင်ရေစီးချောင်းကအနေရကိုမရှိဘဲမြင့်ရကိုပြန်စီးသွားပါတယ်။ နောက်ပြီးတော့အဲ့ဒီနေရာမှာကားတွေကို neutral မှုပြောင်းလိုက်ပြီးတော့ဆက်တက်လိုက်တာနဲ့ကားဟာတောင်ပေါ်ကိုသူ့လိုလိုပြန်တက်သွားပါတယ် ဒီလိုမျိုးအန်အောဘနန်ချင်းရဲ့ဆန်းတွေကြောင့်ဒီနေရာကိုလာရောက်လေးလာကြသူတွေမနှဲမနှောရှိနေရတာပါရေတံပူတဲကိုရေနှဲငယ်ထည့်ပြီးကားလမ်းပေါ်မှာလှိမ့်ချကာစမ်းသပ်ကြသူတွေလည်းရှိပါတယ်အရင်လိုစမ်းသပ်တဲ့အခါမှာရေတံပူဟာအောက်ကိုလှိမ့်မသွားဘဲတောင်ကုန်းပေါ်ကိုသာပြန်တက်သွားပါတယ်မသိရင်တောင်ကုန်းပေါ်မှာရှိတဲ့အားတစ်ခုခုကအောက်မှာရှိတဲ့အရာတွေကိုဆွဲငင်နေတယ်လို့ဖြစ်နေရပါတယ် တောင်ကုန်းပေါ်ကနေဆင်းလာရင်လေခြေထောက်တွေကလေးလံပြီးတော့တောင်တက်ရင်တော့တက်တာနေရာကိုထူးဆန်းစွာနဲ့တွေ့ရပြန်ပါတယ်။ဒိဗံပညာရှင်တွေဟာဒီဒေတာကိုတစ်ချိန်ကစူးစမ်းဖို့တက်ရောက်လာခဲ့ကြပူပါတယ်။ဒေတာရှင်တွေကတော့ဒီနေရာနဲ့ပတ်သက်တဲ့ရိုးရာယုံကြည်မှုတွေကိုပြောပြခဲ့ပါတယ်။ဟိုးရင်တို့ကဒီတောင်ကုန်းသားမှာခြာလူနဲ့ဝီလူဆိုတဲ့အမွာညီကိုနှစ်ယောက်ရှိပြီးသူတို့ကိုဆွဲပြုတ်ပြီးတော့ချန်ဝီလူဆိုတဲ့နာမည်ကဖြစ်လာခဲ့ရပါ။ တို့ညီကိုနှစ်ယောက်ဟာငငယ်ကလေးကဘာမစို့ခွဲဝေသုံးဆွဲတက်ပြီးတော့အရွယ်ရောက်လို့မိမယူရဲခါမှာလဲမိမတယောက်တည်းကိုပဲတပတ်စီအတူပေါင်းတင်းနေထိုင်ခဲ့ပါတယ်။မွန်တီဆိုတဲ့သားတယောက်ကိုရလာတဲ့ခါမှာငါသားမဟုတ်ဘူးသူသားမဟုတ်ဘူးညင်းခုန်ရင်းနဲ့ညီကိုနှစ်ယောက်စကားများကြပြီးတော့နေရခွဲနေခဲ့ကြပါတယ်။ဒီလိုနဲ့တောင်ကုန်းရဲ့နှစ်ဖက်မှာခွဲနေခဲ့ပြီးသူတို့တည်ဆုံတဲ့အခါမှာလည်းတယောက်တနေရာစီမြုံနှံခဲ့ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ဝိညာဉ်တွေကတော့အတူတကွဆွဲငင်နေတယ်လို့ ဒေသခံတွေကယူဆကြပါတယ်။ဒါကြောင့်မယ်ဒီနီယာကမြေဆွဲအားကိုစန့်ကျင်နေကြောင်းသူတို့ကရှင်းပြခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကတော့ဒီနီယာမှာသဘာဝအရာဖြစ်ပေါ်နေတဲ့မူမမှန်တဲ့တန်လိုက်ဆက်ကွင်းတစ်ခုကြောင့်အခုလိုဖြစ်နေရလို့ထုတ်ပြန်ထားပါတယ်။ဒီနီယာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကိုခမမှမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။